ဂျီနီကို၃ယောက်ဟာသူများအိုက်ဒီယာတွေကိုကူးယူပြီးဘေးရန်ချီချမ်းသာလာခဲ့ပေမဲ့ထောင်ထဲကိုတော့မဝင်ခဲ့ကြရဘူး။ဘာကြောင့်လဲဆိုတာကြည့်ရအောင်။ 1999ခုနှစ်မှာအမေရိကမှာ eBay ဘလောက်အောင်မြင်နေလဲဆိုတာမြင်လိုက်ရပြီးနောက်ပိုင်းသူတို့စဉ်းစားမိတာကဒါကိုဂျာမနီမှာလုပ်ကြည့်ရင်ဘာဖြစ်မလဲဆိုတဲ့အတွေးပါပဲအဲ့ဒါကြောင့်ပဲ Orlando ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်လိုက်ပြီးရက်တရာအတွင်း eBay ကိုဒေါ်လာ93တန်းနဲ့ရောင်းလိုက်နိုင်ခဲ့ပါတယ်ဒီရာကသူတို့ရဲ့ new view ဟာကရွှေရှင်ပြီးသူတို့ရဲ့အောင်မြင်မှုပုံစံဖြစ်လာခဲ့ပါတယ်သူတို့တွေဟာအမေရိကမှာအောင်မြင်နေတဲ့ကုမ္ပဏီတွေရဲ့ idea ကိုဥရောပမှာအမြန်ကူးယူပြီးအဲ့ဒီ clone ကုမ္ပဏီကိုမူရင်းကုမ္ပဏီကိုပြန်ရောင်းတာသို့မဟုတ် store ဈေးကွက်မှာ share ထုတ်ပြီးရောင်းတာမျိုးသူတို့ဒီ ီးကိုပဲအထက်ထက်လုပ်ခဲ့ပါဗျ။ group 1ကိုကူးပြီး CDD ဆိုပြီးလုပ်ခဲ့တာအဆရှိရဲ့ဒီလိုမျိုးလုပ်နည်းတွေကိုဒါဇင်နဲ့ချီအောင်မြင်အောင်လုပ်ခဲ့ကြပါဗျ။အအောင်ဆရာကောင်းတာတစ်ခုကတော့ကြီးမားတဲ့ကုမ္ပဏီတွေကသူတို့ကိုအားရချင်နေကြတာမျိုးဖြစ်တာပါ။ ဒါပါကြောင့်လဲဆိုတော့သူတို့ညီကိုတွေဟာဈေးကွက်အစ်စ်တွေဖွင့်ပေးပြီးလွလွယ်နဲ့ဝယ်ယူနိုင်တဲ့အခွင့်အလမ်းတွေဖန်တီးပေးခဲ့လို့ပဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့သူတို့ညီကိုတွေဟာတယောက်ချင်းစီမှာဒေါ်လာ1.2ဘီလီယံတန်မိုးရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ကဲဒီတော့သူများအိုင်ဒီယာတွေကိုကူးယူပြီးဘီယင်းဟာဖြစ်သွားတဲ့ဒီဇယ်လန်ကိုတင်ရောဘယ်လိုထင်ပါသလဲ။